ျွန်တော်ရွေးကောက်ပွဲဝင်လာတာ1990ရွေးကောက်ပွဲဝင်လာတယ်1990ရွေးကောက်ပွဲမှာပါတီဘယ်လောက်ရှိလဲ130ကျော်တယ်ရွေးကောက်ပွဲပြိုင်တဲ့ပါတီက93ပါတီရှိတယ်1990ရွေးကောက်ပွဲမှာကျွန်တော်တို့23ရောက်နိုင်တယ် NLD ပြီးရင်ကျွန်တော်တို့ကတူတရအများဆုံးတချို့ပါတီတွေကနော်1990ရွေးကောက်ပွဲကတည်ငင်းဥနုပါတီကဘယ်လောက်နာမည်ကြီးလဲတယောက်မှမနိုင်ကျွန်တော်တို့က23ရောက်နိုင်ခဲ့တယ် နော်23ရက်နေတယ်ဦးအောင်ကြီးပူချုံအောင်ကြီးဝင်နေ300လောက်ဝင်နေတက်ရောက်ပဲနိုင်တာအဲ့ဒီကျကျွန်တော်23ရောက်နိုင်တယ်အဲ့ဒီရွေးကောက်ပွဲပြည်ရမှာအားလုံးကပါတီပေါင်းပြောက်နိုင်လဲဆိုတော့ရှင်ပြိုင်နာ93ပါတီနိုင်နာက71ပါတီပဲ2020မှာလူတော်ကိုယ်စားလှယ်၅ရှိရှောက်နိုင်တယ်ပေတိုင်းတပ်ပါတီမှာကျွန်တော်ပါတီလောက်မနိုင်ဘူးနောက်ပြီးတော့ရွေးကောက်ပွဲ15ရော20ရောကျွန်တော်ပေးဖို့မပွဲတာမရှိဘူး ခုကျွန်တော်တို့ပါတီကအလန်းအရန်အလားလားကောင်းတယ်ရွေးကောက်ပွဲမဝင်ရသေးဘူးကျွန်တော်တို့ကိုယ်စလဲကတေးရောက်ကအော်တိုမက်တစ်နိုင်ကြီးသားဒီလိုလို့တော့ ကျွန်တော်တို့ကအမြဲတမ်းလိုချင်တာဖက်ဒရယ်ဖက်ဒရယ်ဆိုလိုချင်တာကျွန်တော်ကျွန်တော်ကျွန်တော်အမြင်ပေါ့နော်ဒီကျွန်တော်နိုင်ငံကြီးကတိုက်ပွဲတွေဖြစ်နေတာဘာကြောင့်ဖြစ်နေတာလဲနော်တိုင်းဒေသတွေကဖက်ဒရယ်လိုချင်တယ်သူတို့ဒေသသူတို့အုပ်ချုပ်ချင်တယ်သူတို့ဒေသသူတို့အုပ်ချုပ်ချင်တယ်သူတို့ဒေသကရရှိတဲ့အခွင့်အရေးသူတို့ကသူတို့ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ချင်တယ်တပီတောင်စုကြီးကနှစ်ပေါင်း80ညပါလောက်အချင်းချင်းညီကိုချင်းချင်းတိုက်ခိုက်နေတတ်ဖြတ်နေကြတာ ။ဘာဖြစ်လို့လဲ။ဖက်တယ်မရလို့ဒါရှင်းပြောတာဖက်တယ်မရလို့။တိုင်းရင်းသားတွေတိုင်းဒေသကြီးတွေဖက်ဒရယ်ပေးလိုက်။သူတို့သူတို့အများကြီးဖွင့်ပြတော့လုံနိုင်တယ်။မိသားစုတစ်ခုမှတာသိမိတွေအိမ်တော်ပွဲလို့ရှင်။သူတို့အိမ်တော်ပွဲပြီးတော့သူတို့စီးပွားရှာလဲလေ။ဟိုထောက်ပံ့ပေးလိုက်လေ။ဒီလိုပဲဖက်တယ်မရ။ကံသူတော်ဒီမှာစူပေါင်းရဆိုလေပြည်သူတွေနှုတ်ကြလို့ရင်ညစ်စက်ကရဲ့အတိပွေပန်းတွေရင်က

လို့ပြောနေမယ်